လနစ်စစ်တာအမင်စထရေးရှင်းကိုတင်နာအမြန်ဆုံးတက်ချင်တဲ့ဆိုရင်အလွယ်အကူဆုံးရှိတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်လနစ်ကိုနေ့တိုင်းနေ့စဉ်သုံးသုံးဖို့ပါပဲ။အဲကျွန်တော်ဘေးမှာဖော်ပြထားတဲ့ဒီလနစ် distribution နေရှိတယ်ပေါ့နော်။အဲဒီမှာကိုကကိုကြိုက်နဲ့တက်တဲ့ distribution ကိုကိုကနေ့စဉ်သုံးသုံးလိုက်ပေါ့။နေ့စဉ်သုံးပေါ့ အဥပမာပြောမှာ Windows ကိုသုံးပြီးတော့ Windows Desktop version နေပေါ့နော် Windows 10တော့ Windows 11တို့သုံးပြီးတော့ Windows Server တွေသုံးသလိုပဲပေါ့ Windows Server ကိုသွားတင်တဲ့အခါမှာမြန်မြန်ဆန်ဆန်နဲ့တင်နိုင်သလိုဖြစ်သွားတယ်ပေါ့အဲ့တော့ Linux Server တွေကို manage လုပ်ဖို့အတွက် Linux System Administration ကိုသင်ရတယ်အဲ့တော့ Linux System Administration ကိုလည်းကျွမ်းကျင်ခြင်းနဲ့ဟိုအများအားအလေးကျင့်ဖြစ်ခြင်းနဲ့ဆိုရင်တော့ Linux operating system တစ်ခုခုကိုနေ့စဉ်သုံးအဖြစ်တာနေ့တိုင်းသုံးတယ် မရစရာအကြောင်းမရှိပါဘူးเนาะအဲ့တော့ပို့ပြီးတော့လဲ comment တွေကိုမှတ်မိမယ်ပြီးတော့ linux set linux နဲ့ထိတွေ့မှုများတာဖြစ်တဲ့အတွက်ပို့ပြီးတော့ဒီ linux system administration ကိုပို့ပြီးတော့နားလည်လာလိုက်မယ်တဖြည်းဖြည်းနဲ့နားလည်လာမှာပေါ့เนาะနားလည်လာမှာတက်ကြွမှာပေါ့โอเคအဲ့လေး share လုပ်ပေးတာပါဆင်ပြေကြပါသေးဗျာ